မင်္ဂလာပါဒီနေ့ဆရာမဆက်ပြီးရှင်းပြပေးမှာက grade 7သင်္ချာတည့်ရဲ့လေ့ကျင့်ခန်းရှိတဲ့သမားတည့်ရဲ့နံပါတ်၄ပဲဖြစ်ပါတယ်အဲ့တော့ဒီတစ်ပုဒ်ကပေါ့နော်ဆရာမအရင်ရှင်းတော့ကဒီလွယ်တဲ့ပုံစံတွေမလို့ဆရာမခြံထားခဲ့တယ်ဆိုတော့အခုကျတော့ကလေးတွေကပေါ့နော်ပြန်ရှင်းပြပေးပါပုံဆွဲပြပေးပါဆိုတော့ဆရာမပြန်ပြီးတော့မှဆွဲပြပေးမှာဖြစ်ပါတယ်ဆိုတော့ကြည့်ကြအောင်နော်ကျောင်းသားများအသုံးပြုတော့ခဲတဲ့အများကြီးအယောင်များကိုလေ့လာကြည့်ရအနက်26 အပြား၁၀ချောင်းအစိမ်း၂၀နဲ့၂ချောင်းအနီ၁၀ချောင်းအဖြူ၁၂ချောင်းနဲ့အခြားအယောင်၁၈ချောင်း ဖြစ်ကြောင်းတွေ့ရလေရင်းတို့ကိုဆက်ဝိုင်းကားချက်ဆွဲမယ်ဆိုဆက်ဝိုင်းကားချက်တစ်ခုနဲ့ပေါ်ပြပေးပါဆိုဆရာမတို့ဒါပါဆွဲပေးရမှာလေဆက်ဝိုင်းကားချက်တစ်ခုဆွဲပြဆွဲပြပေးရမယ်ဆိုတော့ဆရာမတို့အကျန်းစဉ်းစားကြည့်မယ်ရှေ့မှာလည်းတိခဲ့ပြီးပါပြီဆက်ဝိုင်းကားချက်တစ်ခုဆွဲဖို့ရင်အတွက်ဒီမှာအမျိုးအစားဘယ်နှခုရှိလဲဆိုတော့နှစ်ဒါအနှစ်ကတစ်ခုအပြားအစိမ်း လာ၄မျိုးအဖြူနဲ့၅မျိုးအချားအရာနဲ့ဆိုတော့၆မျိုးရှိဆိုတော့အချားဒီအမျိုးအစား၆မျိုးဆိုတော့ဒီမှာဒီသူတို့ရဲ့ဘဏ္ဍာရာဂိုင်နှုန်းစီရှိတယ်လဲပေါ့နော်1 2 3 4 5 6သူတို့ရှိတဲ့ရာဂိုင်နှုန်းပေါ်မှာမို့တီးပြီးမှ20ရာဂိုင်နှုန်းဆို20ရာဂိုင်နှုန်း20နှစ်ဆို20နှစ်အဲ့လိုမျိုးဒီတစ်ခုလုံးပေါင်းလိုက်လို့ရှိရင်じゃရာဂိုင်နှုန်းဒီဘယ်လောက်ရှိမှာလဲဆိုတော့100ရာဂိုင်နှုန်းရှိမှာ အကောင်လုံးအပြည့်တစ်ခုလုံးဆိုလို့ရှိရင်တက်ရဒါရှေ့မှာတိခဲ့ပြီးသားဟုတ်ပြီနော်တရာရှိမှာဆိုတော့အာဒီဆီယမတို့ဒီလို200ချဖို့အတွက်အနက်ဒီ20ရာခိုင်နှုန်းလားဒီ22ရာခိုင်နှုန်းလား50ရာခိုင်နှုန်းလားဒီလိုမျိုးရာခိုင်နှုန်းကိုဆီယမတို့ကမသိဘူးအဲ့ခါကျတော့ရာခိုင်နှုန်းကိုရှာပေးရမယ်အဲ့လိုရာခိုင်နှုန်းရပြီဆိုလို့ရှိရင်20ရာခိုင်နှုန်းဒီ ဒီဆက်ဝိုင်းတစ်ခုရဲ့အစိပ်အပိုင်းဘလောက်လဲဒီလောက်လားနော်ဒီလောက်လားအစိပ်အပိုင်းဒီဒီလိုလားကိုကမသိဘူးအဲ့ဒီခါကျတော့အဲ့ဒီမျိုးဒေါင်ပမာဏဒီဒေါင်ပမာဏကိုသိကျင်တဲ့ခါမှာရာဂိုင်နှုန်းကိုမရှာခင်မှာဆရာမတို့ဘာကိုရှာမလဲဆိုတော့ဒေါင်ပမာဏကိုရှာပေးရမယ် ဘာပေါ့လားအဲ့လိုမျိုးဒေါင်းပမာဏတိသွားပြီဆိုမှဒေါင်းပမာဏကိုတိုင်းအဲ့လိုတိုင်းလို့ရသွားပြီဆိုရင်သူရထားတဲ့ရခိုင်နှုန်းကိုရေးလိုက်လို့ရှိရင်ကိုကစက်ဝိုင်းတစ်ခုကိုစက်ဝိုင်းကားချက်တစ်ခုကိုဆွဲပြီးသားဖြစ်သွားလိမ့်မယ်ဟုတ်ပြီနော်ဆိုတော့ဆရာတို့အရင်ဦးဆုံးတွေစုစုပေါင်းလို့တယ်စုစုပေါင်းပေါင်းလိုက်မယ်အနက်က20အပြာ30အစိမ့်20နဲ့အနီး6ချောင်းအဖြူ12ချောင်းရဲ့အခြားအယောင်18ချောင်းရဲ့ဆိုပေါင်းလိုက်တဲ့ခါကျတော့90ရှိတယ် ။ဒါသူတို့ရဲ့စုစုပေါင်းဆိုတော့ကျွန်တော်ပထမအုပ်ဆုံးဘာရှာမှာလဲဆိုတော့ဒေါင်ပမာဏကိုရှာမယ်။ခဲတံအနှက်ရောင်အတွဲဒေါင်ပမာဏဒေါင်ပမာဏကိုလိုချင်တော့ဒီဆက်ဝိုင်းတစ်ခုလုံးမှာဒေါင်ဒီ360ဒီဂရီရှိတယ်။ဒါကြောင့်မလို့ဆရာမတို့360ဒီဂရီနဲ့မြောက်မယ်။ကိုလိုချင်တာဒီဒီ20ချောင်းအတွက်တောင်းပမာဏဆိုတော့20ရပိုင်းဝေးမှာလိုချင်တာဒီပိုင်းဝေးမှာရှိမယ်90ဒီပိုင်းချီမှာရှိမယ် ဘာပေါ့တယ်နော်ဆွဆူပေါင်းနေပိုင်းချိန်မှာရှိမယ်ကိုလိုချင်တဲ့အရေးအတွက်ဒီပိုင်းဝင်မှာရှိမယ်ဒါဒီကိုကဓာတ်ပမာဏကိုလိုချင်တာဖြစ်လို့360ဒီဂရီနဲ့မြောက်ပေးမယ်ရပြီနော်ကဲဒါဆိုလို့ရှိရင်ဒီ၃ညရဲ့၃ညရှင်းလိုက်မယ်ကိုတလီကို6လီ sorry ကိုလေးလီ36ဆိုတော့40 40နဲ့လေးက80ဆိုတော့ဒါဒီ80ဒီဂရီရသွားပြီ နားမလားနောက်တစ်ခုခဲတဲ့အပြာရဲ့ထောင်ပမာဏအပြာဒီဘယ်နှချောင်းလဲဆိုတော့10ချောင်းဆိုတော့10ဒီပိုင်းဝေးမှာရှိမယ်60စုစုပေါင်းဒီပိုင်းချေထောင်ပမာဏလိုချင်တာမို့လို့360ဒီဂရီနဲ့မြောက်ပေးလိုက်မယ်။၃ညရဲ့၃ညရဲ့ရှင်း6လေးလီ36 10လေးလီ40 40ဒီဂရီ ရပြီနော်ကဲဆက်သွားမယ်ခဲတဲ့အစိမ်းရောင်အစိမ်းရောင်နေ20နဲ့20 26စုစုပေါင်းနေ90ပိုင်းဝေက22အမြောက်360ဒီဂရီဆိုတော့3936 9လေးလီ36 20နဲ့အမြောက်လေး4နဲ့လေး8 4နဲ့လေး8ဆိုတော့88ဒီဂရီရသွားရောနောက်တစ်ခုဆက်ကြည့်မယ်ခဲတဲ့အနေအရအတွက်တောင်းပမာဏ အနည်းအောင်ဒီ6ချောင်းဆိုတော့ပိုင်းဝေမှာရှိရှိမယ်စုစုပေါင်းဒီပိုင်းချီမှာလာမယ်60အမြောက်ဒီဂရီလိုချင်တော့360ဒီဂရီဆိုပြီးတော့ဒီဂရီနဲ့မြောက်လိုက်ပြီဒါပဲနော်ကြည့်တာဆိုလို့ရှိရင်ဆက်မတော်ကိုရှင်းမယ်3ညရဲ့3ညရဲ့ရှင်6လေးလီ36 8လေးလီ32ဆိုတော့32ဒီဂရီဆိုပြီးတော့ရသွားရောဟုတ်ပြီနော်နောက်တစ်ခုခဲတဲ့အဖြူရောင်တန်တောင်ပမာဏအဖြူရောင်ဒီ72ချောင်း ဒီလိုအရေးအတွက်တွေကြတော့မားတက်တာမလို့နည်းနည်းတော့သတိထားမယ်နော်60ကဘိုင်းချီစနစ်ကဘိုင်းဝေအမြောက်300နဲ့60ဒါကတော့၄လီပေါ့နော်အဲ့တော့စနစ်၄လီက48ဆိုတော့48ဒီဂရီဆိုတော့ရမယ်နောက်တစ်ခုအခြားအရာအတွဲတောင်းပမာဏအခြားအရာဒီ16ချောင်းဆိုတော့ဘိုင်းချီမှာ60ဘိုင်းဝေမှာ18အမြောက်300နဲ့60ဒီဂရီ အဲ့တော့94လီဆိုတော့ဒီမှာ78ရှိတာ78အမြောက်လီ78လီလီ80နှစ်80နှစ်ဒီဂရီကဲဒါဆိုရင်ဒါဒီဂရီတွေအကုန်ရသွားပြီဆောင်းတို့ဒီတောင်ပမာဏလီဒီအတိုင်းလေးပဲတိုင်းပေးရမယ်ဟုတ်ပြီနော်ကဲဒီတော့ကျမတို့ကရခိုင်နှုန်းရှာမယ်။ရခိုင်နှုန်းရှာရင်တရားနဲ့မြောက်တယ်ဒါသိပြီသား။တရားရခိုင်နှုန်းဆိုတရားနဲ့မြောက်မယ်။ဆိုတော့အာဒီရခိုင်နှုန်းဆိုတာဒီတရားပေါ်မှာအခြေခံထားတာ ်ဟုတ်တယ်လားအဲ့ဒါကြောင့်မလို့တရားနေမြောက်ပြီးတယ်ဒါတော့သိပြီးသားရှီမာယာဂိုင်နှုန်းခန်းနေရော DG6 မှာလည်းအများကြီးလေးလာထားပြီးသားဆိုတော့သိတယ်အနဲ့ရောင်ဒီအချောင်းက20ရှိတာစုစုပေါင်းက90ယာဂိုင်နှုန်းလို့ချင်တော့တရားနဲ့မြောက်ဟုတ်ပြီနော်အဲ့ခါကျတော့ဒီက3ညရဲ့3ညရဲ့ကိုရှင်းလိုက်မယ်အဲ့တော့သူ့ကိုဆရာမတော်ကစပြီးတော့မှအာဒီရှင်းမယ်ပေါ့နော်နှစ်အမြောက်တရာဒီ200 200ကိုမှဆရာမတော်ရှင်းလဲစားမယ်ဆိုတော့200ကိုဒီရှင်းနဲ့စား ရှစ်တလီရှေရှစ်နလီဆချဟောပဲနော် sorry ဆမရ9နဲ့စာမှာ9နလီက16ဟုတ်လား16ဆိုတော့နှစ်ချင်းတုံညာဆွဲ9နလီ16နှစ်ချင်းဆိုတော့ဆမရဘာလို့မလဲဓမ္မထုတုံညာဆွဲနားလေ 94က78နဲ့ကျန်3ည94ဒီလိုပဲဆက်သွားမှာဆိုဆင်မရိုဒီယာကိုနဲ့နေရာအထိပဲယူလိုက်မယ်ဟုတ်ပြီလားရာလီစိတ်အထိယူလိုက်မယ်20ဒတမ22ရာခိုင်နှုန်းညပြီနောက်တစ်ခုဆက်သွားမယ်ခဲတဲ့အပြာအပြာတီရှိတာက10ချောင်း10ချောင်းဆိုတော့10ချောင်း10တီစုစုပေါင်းနဲ့စား100အနီးရာခိုင်နှုန်းနဲ့မြောက်ရာခိုင်နှုန်းလို့ကျင်တော့100နဲ့မြောက်လိုက်ဆိုတော့ဒီမှာလည်းပဲဆံမတို့ဒီ9ရက်9ရက်3ရက်ရှင်းလိုက်တယ် တရားကို၉နဲ့စားမယ်။ဟုတ်ပြီနော်။အဲ့ခါကျဆရာမတို့ကတရားကိုဒီ၉နဲ့စား၉တလီ၉တလီပဲဝင်လို့ရတယ်။ဟုတ်လား။တကျန်၃ညဆွဲ၉တလီ၉တကျန်ဒါလည်းတတမထို၃ညဆွဲ ကိုတလေးကိုဟိုးတလေးကိုဒီလိုပဲလာမှာဆိုဆရာတို့7တက်တက်မှာ1တက်ရခိုင်နှုန်းဆိုပြီးယူလိုက်မယ်ဟုတ်ပြီနော်အဲ့တော့ဒါလေး7တက်တက်မှာ1တက်ရခိုင်နှုန်းအဲ့တော့စာရေးလေးတွေကတော့ဒီမှာဆရာမရေးပြထားပြီးသားခဲတဲ့အပြာရခိုင်နှုန်းခဲတဲ့အနှက်ရခိုင်နှုန်းခဲတဲ့အစင်းရခိုင်နှုန်းဟုတ်ပြီနော်ရှေ့တုန်းကလည်းဆရာမရေးထားပြီးသားမလို့ဆရာမပြောပြတော့ဟုတ်ပြီလားအဲ့ဒါဆိုရင်အစိမ်းအစိမ်းရဲ့အရေအတွက်ဒီအာဒီဘလောက်ရှိရလဲဆိုတော့22ချောင်းရှိတယ် ဆိုတော့90ကိုဒီ sorry 92ကိုဒီ90နဲ့စာတရားနဲ့မြောက်ရာခိုင်နှုန်းလို့ကျင်တော့တရားနဲ့မြောက်အဲ့တော့ဒီမှာကျတော့ဆရာမတော်က3ညရဲ့3ညရဲ့ရှင်းလိုက်မယ်90 10တွေက220 220ကိုမှ6နဲ့စာပေးမယ်ဟုတ်ပြီနော်ဆိုတော့စာရအောင်220အစာကို6နဲ့4က78ဆိုတော့4ကျင်6 4 36 လေးကျင်တတမထိုး၃ညာ၉လေးလီ၃၆လေးကျင်၉လေးလီ၃၆ဒီတိုင်းသွားမှာဆိုဆံမဒီတိပဲယူမယ်၂၀နှစ်တတမ၄လေးရာခိုင်နှုန်း၂၂တတမအော် sorry 24တတမ44ရခိုင်နော်ဟုတ်ပြီနော်ခဏတခုခဲတဲ့အနီအနီဒီဘယ်နှချောင်းရှိရလဲ၈ချောင်းရှိတယ်ဟုတ်ပြီ 90ကို8ကိုဒီ90နဲ့စာ100ရာခိုင်နှုန်းနဲ့မြောက်100နဲ့မြောက်မြောက်တော့ရာခိုင်နှုန်းရမယ်ဆိုတော့ဒါလည်းပဲ၃ညရဲ့၃ညရဲ့ဆမလို့ရှင်းလိုက်မယ်8အမြောက်10ဒီ80 80ကိုမှ9နဲ့စာ9892ဆိုတော့9892 8ကျဲတတမ၃ည9892 ရှစ်ကျင်တသက်မှာ၃ည96480နှစ်ဆိုတော့ဒါဆရာမတို့ကြတော့ဒါကကြတော့ရှစ်ကိုတိုးလို့ရတယ်ဟုတ်ပြီနော်ရှစ်ကိုတိုးလို့ရတာဖြစ်တဲ့အတွက်ကြောင့်ရှစ်တသက်မှာရှစ်ရှစ်လို့မယူတော့ပဲလေရှစ်တသက်မှာ9လို့ဆရာမတို့ယူလိုက်ရှစ်တသက်မှာ9 3လို့ယူခြင်းလဲယူဒါမှမဟုတ်ရှစ်တသက်မှာ9လို့ပဲယူရင်လည်းရတယ်ဟုတ်ပြီနော်နောက်တစ်ခုခဲတဲ့အဖြူအဖြူရဲ့အရည်အတွက်ဒီဘယ်လောက်ရှိသလဲစောက်ထဲကိုကြည့်လိုက်မယ်နော်စနစ်ရခိုင်နော်ဟုတ်ပြီ စက်နဲ့ပိုင်းဝေစက်နဲ့အမြောက်တရာညခိုင်တို့ဒါလဲ၃ညရဲ့၃ညရဲ့ရှင်းလိုက်မယ်စက်နဲ့ရဲ့၁၀ရဲ့မြောက်တော့၁၂၀၁၂၀ကိုမှဆရာမတော်က၉နဲ့စားလိုက်မယ်၁20အစား၉ဟုတ်ပြီနော်ဆိုတော့၉တန်ဒီ၉ပဲရတယ်၃ညံ၃ညဆွဲအဲ့တော့၉တန်ဒီ၉နဲ့၁၈၉၃လီ၂၈၃ညံ တတမထို၃ညဆွဲ၉၃၂၈ဒီတိုင်းပဲသွားတော့မှာဟုတ်ပြီနော်ဆိုတော့ဆက်မတော့နှစ်နေရာထိယူခြင်းလည်းရရဲ၃၃တတမ၃၃ရာခိုင်နော်ဟုတ်ပြီလား73တသမ33ရာခိုင်နှုန်းကြရပြီနောက်တစ်ခုအခြားကြတော့78ဆိုတော့ပိုင်းခြေသည်90ပိုင်းဝေက78 78ကိုဒီ90နဲ့စာ100နဲ့မြောက် ရပြီနော်အဲ့တော့ဒါကိုလည်းအဲ့လိုပဲရှင်းလိုက်မယ်3ညရဲ့3ညရှင်းမယ်16ရဲ့10ရဲ့ဒီ16 10ဒီ180 180ကိုမှ6နဲ့စားလိုက်မယ်180ကို6နဲ့စား6နဲ့48 3 3ညဆို3ညဆွဲချ20ဟုတ်လားအဲ3ညနေဝင်လို့ရတယ်ဆိုတော့20ရခိုင်နော် ရပြီနော်ကဲဒါဆိုလို့ရှိရင်ဆရာမတို့အခုလုံးရသွားရခိုင်နှုံလည်းတွက်လို့ရသွားပြီအာဒီရှေ့ကဒီဂရီလည်းတွက်ပြီးသွားပြီကဲဒါဆိုရင်ဆရာမတို့ပုံဆွဲလို့ရပြီပေါ့နော်ကဲဆိုတော့ဆရာမဒီမှာဆက်ဝိုင်းတစ်ခုဆွဲထားလိုက်တယ်အဲ့ဒီဆက်ဝိုင်းကိုဆရာမတို့စပြီးတော့မှအာဒီရခိုင်နှုံလေးတွေဒီဂရီအရင်တိုင်းပဲပေါ့နော်ဆိုတော့80 80ရခိုင်နှုံဒီအနဲ့ရောင်အတွက်ဆိုတော့ဆရာမတို့ဒီမှာအကြံလေးရထားလိုက်မယ်80ဒီအနဲ့အာဒီ40ဒီအပြား ဒါကကြတော့အစိမ်သူကအနိယဒါကအဖြူ82ကအချာဒါဆင်းမှာအချမ်းရေးထားရဆိုတော့ဒီလိုလေးပိတ်မှာမလို့ဟုတ်ပြီနော်ဟိုဘက်ကိုလန်လန်ပြီးတော့မှမကြည့်တော့ဆိုတော့80ရာခိုင်နှုန်းကိုအရင်ဆုံးဆင်းမှာလို့ဆွဲလိုက်အဲ့တော့ဆွဲရတာလွယ်အောင်ဆင်းမှာရှေ့မှာလည်းပြောထားလိုက်တယ်ဒီလိုမျိုးလေးလုပ်ပြီးတော့မှဒီအချမ်းလေးဒီလိုလေးခွဲလိုက်ပေါ့နော်ဒါဒီအပေါ်ကိုတိုင်းရတာလွယ်သွားပြီ80ရာခိုင်နှုန်းတိုင်းရတာလွယ်သွားပြီပေါ့နော်အဲ့ခါကျတော့ဆင်းမှာဒီဒီကနေဒီလိုလေးတိုင်းမယ် ရီမြင်းမှာအဲ့ဒီအမှတ်ကလေးမှာဒီလိုထောက်လိုက်ပြီးတော့မှဒါက၃ညနဲ့စလိုက်တယ်၃ည၁၀၂၀၃၀၄၀၅၀၆၀၈၀ဆိုတော့ဒီနန်းလေးမှာထားဒါဒီ၈၀ဟုတ်လား၈၀ရာခိုင်နှုန်းဒီဆီယမက sorry ၈၀ဒီဂရီကဒီလိုမျိုးလေးဒီမျိုးလေးဖြတ်လိုက်မယ်ဒါ၈၀ဒီဂရီဆွဲထားအဲ့တော့ဒါ၈၀ဒီဂရီတည်ကြသွားပြီဆိုရင်သူ့ကိုထင်းထင်းလေးဆွဲလို့ရသွားပြီပေါ့ဟုတ်လား ဆိုတော့ဆရာမတို့ဒီမှာဒီဂရီကိုနှက်တိုင်းပြီးတော့မှဒီဂရီကိုရေးကျင်တာမဟုတ်ဘူးရခိုင်နှုန်းကိုရေးကျင်တာဟုတ်ပြီနော်အဲ့ခါကျတော့အကျန်းလေးထဲမှာအနှက်ဆိုပြီးဆရာမရေးလိုက်တယ်ဒါအနှက်ရောင်အတွက်ဆရာမဆွဲထားတာဟုတ်ပြီနော်အပြာဒီ40ဒီဂရီဆိုတော့ဒီဘက်ကို40ဒီဂရီဆက်ဆွဲလိုက်မယ်40ဒီဂရီဆက်ဆွဲမှာဆိုတော့ဒီလိုမျိုးလေးတိုင်းမယ်ဒီအမတ်ကလေးနဲ့တိုင်းတာတော့တိုင်းတတ်ပါတယ်ဒီအမတ်ဒီအမတ်ဒီဒီအလဲမှာအကိုက်ဖြောင်းထားမယ်ဒီမြင်းဒီလည်းအကိုက်ဖြောင်းထားမယ် မဟုတ်လို့ရှိရင်360မှာမညီမဲနဲ့နေလိမ့်မယ်ဟုတ်ပြီနော်ဆိုတော့40သွားမယ်အပြဆိုတော့တက်ဆဲ20 30 40ဒီတိလာမယ်လေးပိတ်လိုက်မယ်အဲဆိုဒါလေးကိုဆရာမတို့ပေးတယ်လေးနဲ့40ဒီဂရီတေချာသွားပြီဆိုတော့မင်းဆွဲချလိုက်မယ်ဒါဒီ40ဒီဂရီဆွဲထားတာအပြာ ဟုတ်ပြီနော်တကယ်နောက်တစ်ခုက88ဒီဂရီကိုဆွဲရမယ်88ဒီဂရီကြောင့်ဆင်မတို့ဒီဘက်မှာဆွဲရင်ပို့ပြီးတော့လွယ်လိမ့်မယ်ဟုတ်လားဒါမှမဟုတ်88ကိုမဆွဲခြင်းသေးဘူး32ကိုတွားခြင်းလည်းရတယ်ဟုတ်ပြီနော်ကိုကပြီးမှဆွဲခြင်းလည်းရတယ်တကယ်လို့88ကိုကလေးတို့အနေနဲ့ဒီဘက်ကိုလှည့်လိုက်ဒီကနေစပြီးတော့ဆွဲလိုက်မယ်ကိုထားခြင်းတဲ့နေရာထားလို့ရတာပေါ့ဟုတ်လား ဆိုတော့ဒီကနေစပြီးတော့ရေးလိုက်မယ်။၃ညာ၁၀၂၀၃၀၄၀၅၀၆၀၇၀၈၀၈၈ဆိုတော့၈၀နဲ့ဒီနန်း၉၀နန်းလေးမှာအဲဒီနှစ်စိတ်ဖယ်လိုက်တော့၈၀နဲ့၈ရသွားတယ်။ဆိုတော့အဲ့ဒီအမှတ်ကလေးကိုပေတံလေးနဲ့ဆွဲချလိုက်မယ်။ ဆိုတော့ဒါဒီဆင်မတို့88ကိုဆွဲထားတာဘာရောင်လဲဆိုတော့အစိမ်းရောင်အကျဉ်းလေးထဲမှာဒီလိုလေးပြီးရင်ပြန်ဖြတ်မှာဆိုတော့ဖော်ဖော်လေးမှတ်ထားလိုက်မယ်ဟုတ်ပြီနော်ပြီးလို့ရှိရင်32ဒီဂရီဆွဲလိုက်မယ်32ဒီဂရီဒီလိုတိုင်းဒီလိုမျိုးလေးတိုင်းလိုက်မယ်တိုင်းလိုက်တဲ့အခါမှာဒီဒီ၃ညနဲ့စမှာနော်ဆိုတော့ဒါတော့ဒီလိုလာမှာမလို့ဆိုတော့၃ည၁၀၂၀၃၀၃၀နဲ့ဆိုတော့၃၁၃၂နှစ်စိတ်နေရာလေးမှာ အမှတ်ကလေးမှတ်လိုက်မယ်ဆိုတော့ရပြီဆိုတော့ဒါလေးကိုဆွဲချဒါဒီ30 30ဒီဘာအတွက်ဆွဲထားရလေအနီရာအနီဟုတ်ပြီဒါဆို48ကျန်မယ်ဆိုတော့ဒီမှာ48ရဲ့82ရဲ့ကျန်မယ်အဲ့တော့ဒါလေးက48အတွက်ဆွဲမယ်30 20 30 40 45 46 48ဆိုတော့ဒီနားလေးမှာရှိမယ်နော် တော့အန်နာလေးကိုဖြတ်ဆွဲလိုက်မယ်ဟုတ်ပြီဒါ48လေးဆရာမတို့အဖြူအတက်ဆွဲထားတာဒါကအချာအချာကဘယ်လောက်လဲ82ဒီဂရီရှိတယ်ကိုကတိုင်းကျင်တယ်ဆိုရင်လည်းတိုင်းလိုက်ပေါ့နော်တေချာအောင်အဲ့တော့ဒီမှာ ၃ညနဲ့တိုင်းလိုက်တဲ့ခါမှာ၃ည၁၀၂၀၃၀၄၀၅၀၆၀၇၀၂၀ကိုက်ပဲဟုတ်ပြီနော်ဒါကကြတော့အချာစကယ်ဆရာမတို့ကဒီဂရီဒီဘာကြမလို့လိုချင်တာလဲဆိုတော့ဒီလောက်ဒါတွေဒီလောက်ဒီဘနစိတ်ပေါ့နော်ဘလောက်အကွာဝေးထိဆရာမတို့ကယူရမှာလဲနော်သူဒီအစိတ်ဘနစိတ်ဘလောက်ရှိတယ်လဲဆိုတာလေးသိချင်လို့ဒီလိုမျိုးလေးဆွဲပေးရခြင်းဖြစ်တယ်ဟုတ်ပြီနော်ကဲဒါဆိုလို့ရှိရင်သူ့ကိုဆရာမတို့ကရခိုင်လုံးရေးတော့မယ် ကဲဒီမှာလည်းပဲဆ ्याम မဒီဒီရခိုင်နှုံးဒီဒီဘက်ကပိတ်ထားမှာမလို့ဒီမှာအကျန်းလေးရေးထားတယ်ဟုတ်ပြီနော်အနက်ဒီဘယ်နဲ့ရခိုင်နှုံးလဲဆိုတော့20နဲ့တသမာ2နဲ့ရခိုင်နှုံးဒီမှာအဲ့တော့ဆ ्याम က20နဲ့တသမာ2နဲ့ရခိုင်နှုံးဆိုရေးလိုက်မယ်ဒါလေးဖြတ်လိုက်တော့ဟုတ်ပြီနော်မလို့တော့ဘူးအပြာအပြာဒီ17တသမာ11ရခိုင်နှုံးနော်တော့အစိမ်းအစိမ်းဒီစမတို့ဒီဘက်မှာရေးထားတယ်24တသမာ44ရာခိုင်နှုန်းအနီ NDD မှာရှိရဲ8တသမ9ရာခိုင်နှုန်းအဖြူက73တသမ33ရာခိုင်နှုန်းအခြားဒီ20ရာခိုင်နှုန်းအဲ့တော့သူ့ကိုအယောင်ချဲမယ်ဒါတွေဖြတ်မယ်အယောင်ချဲမယ်ကြည့်ကြည့်အောင်ဒီမှာကြတော့ဆရာမတို့ကလေသူကခဲတံနဲ့အယောင်ဆိုတော့အနီဆိုရင်အနီချဲလိုက်လို့ရတယ်ဟုတ်လားဆိုတဲ့အခါမှာအနည်းဆိုရင်အနည်းအနှက်ဆိုရင်အနှက်ပေါ့နော်အနှက်ဆိုတဲ့နေရာမှာဒီကျွန်တော်ကဒီ20နဲ့တသမ2နှစ်ဒီအနှက်ချေလိုက်ရုံပဲ သူကအယောင်လေးကိုတိတ်ပြီးတော့မှစဉ်းစားနေစီရမလို့အဲ့တော့သူကလေကြတော့အယောင်လေးချေလိုက်မှပဲကြည်ကောင်းတာပေါ့နော်အဲ့တော့ဒီ၂၂နှစ်တဲ့တမနှစ်နှစ်ကတော့ပြက်သွားလိမ့်မယ်ပြင်ပြန်ပြီးတော့ဘောပင်လေးနဲ့ဖြစ်ဖြစ်ထင်းကျင်လို့ရှိရင်တော့မင်းနီလေးနဲ့ဖြစ်ဖြစ်ရေးလိုက်ပါတော့အဲ့ဒါခါကြမှာပဲသူကမြင်ရလိမ့်မယ်ဟုတ်လားခဲတော့ခဲတဲ့အနေနဲ့ပဲဆင်မရေးထားတာဖြစ်လို့အာဒီမြင်ရတော့ပါတော့ ဲ့တော့ကလေးတို့အနေနဲ့ဒီမှာအယောင်ချဲ့ပြီးလို့ရှိရင်ကိုဒီဒီအာဒီဆဝိုင်းကချက်မှာပေါ့နော်ဘယ်အယောင်တွေကိုတုံထားလဲဆိုတာလေးပါရေးပြရမှာဖြစ်တဲ့အတွက်ကြောင့်မလို့အာဒီမှာဒီလိုအကွက်ကလေးနဲ့ပေါ့နော်ဒါမျိုးလေးလောက်လိုက်ကဲဒီဒီလိုအမဲဒီခဲတဲ့အနှဲရောင်ကိုကိုစားပြုပါရဲဆိုရင်မဒီမှာကလေးတော့ဘောပင်လေးနဲ့အနှဲဆိုရင်မရေးပေးလိုက်အောင်ပဲဒီလိုလေးပဲဟုတ်ပြီနော် အဲ့တော့ဒီမှာစက်တက်တက်မှတက်တက်ကအပြာဆရာမအဲ့ဒါလေးကိုဒီမှာဒီလိုမျိုးလေးမြင်ရအောင်လို့ဒီအမဲနဲ့ရေးလိုက်တာစက်တက်တက်မှတက်တက်ရခိုင်နှုန်းဆိုပြီးတော့ဒီလိုမျိုးလေးရေးလိုက်ပြီးတော့မှ အပြာလေးချဲလိုက်မယ်နော်အဲ့ဒါဆိုလို့ရှိရင်ဒီမြင်ရလိမ့်မယ်ဆိုတော့ဒီမှာဆရာမရဲ့စဝိုင်းကချက်ကလေးဟာပြီးတော့မယ်နော်အဲ့ကိုတုံးထားတဲ့ အယောင်နဲ့ကိုပြောကျင်တဲ့ပစ္စည်းကဘာပစ္စည်းလဲဘာကိုပြည်ရင်ကြီးညွှန်းတာလဲဆိုတာလေးဒီဒီလိုမျိုးလေးရေးပေးပြီးတော့မှဖော်ပြပေးမယ်ဟုတ်ပြီနော်73နဲ့တမ33ကတော့အဖြူရောင်ဆိုဆရာမတော်အဖြူကတော့မချေတော့ပါဘူးချေရင်လေမမြင်အောင်ဆိုတော့အဲ့တော့အချာတကယ်လို့ဒါအဖြူကိုသူကဒါအဖြူသုံးထားတာဆရာမတော်ဒီဒီအဖြူဆိုတဲ့အဲဒီပစ္စည်းကိုပေါ့ ဆရာမတို့ကအဖြူဆိုတဲ့ပစ္စည်းကိုပေါ်ပြထားတဲ့ဒီနေရာတည်ဆရာမတို့ကအဝါကိုသုံးမယ်ဆိုလို့ရှိရင်ကောရလားမရောလားဆိုရတာပေါ့ဒီအဝါဆိုပြီးတော့ဒီအဝါရောင်ချဲထားတဲ့နေရာလေးဒီအဖြူရောင်ခဲတံကိုရည်ညွှန်းတာရတာပဲဟုတ်လားရှေ့မှာတော့လည်းဆရာမတို့ဒီကားတွေပါတယ်ဆိုလို့ရှိရင်လည်းအငားရင်နေ အာဒီမော်တော်ကားတွေပါတယ်ဗောနော်ကုန်တင်ရင်းတွေတော့လည်းကိုသုံးချင်တဲ့အယောင်သုံးပြီးလို့ရှိရင်ဒီနားလေးမှာဒီလိုမျိုးဗောနော်ဒီလိုပြန်ပြီးတော့မှဒီရှင်းပြတဲ့အချိန်မှာဒီအယောင်ကအဝါဘာကိုပြောတယ်ဆရာဘာကိုပြောတယ်အနည်းအောင်လေးရတော့ဘယ်ဒီဘယ်ပစ္စည်းလေးကိုကိုစားပြုတယ်ဆိုတာမျိုးလေးကိုအဲဒီရှေ့မှာတော့ကလည်းတုံးပြီးတော့မှဖော်ပြထားပြီးသားဆိုတော့အခုလည်းပဲဒီမှာအဖြူကြီးကိုဒီတိုင်းပဲထားလိုက်လို့ရှိရင်ဆရာမတို့ရဲ့ဒီစဝိုင်းကတ်ချက်ကြီးကမလာတော့ဘူးเนาะအဲဒါကြောင့်မလို့ဆရာမတို့မှာအဝါလေးကိုတုံးပြလိုက်တယ်လှသွားအောင်လို့ ဟုတ်ပြီနော်ကဲနောက်တစ်ခုကကျွန်တော်အချာအချာကိုကြတော့ဘာအောင်လေးသုံးလိုက်မလဲပေါ့ဒီကချက်ကြီးလာသွားအောင်အဲ့တော့ဆင်မာတော့ဒါလေးနဲ့ချဲလိုက်မနော်လာသွားအောင် ဒါလားဆိုတော့ဆံမတို့ဒီနံပါတ်၄ရဲ့စဝိုင်းကတ်ချက်လေးရသွားပြီအဲ့တော့ကလေးတွေအနေနဲ့ဆွဲတက်မေးလို့ဆံမယူဆပါတယ်မသိတာရှင်းလင်းမေးပါအခုလိုမျိုးပေါ့နော်ဆံမကတခြား unit တစ်ခုခုကိုသွားနေတဲ့အချိန်ဒါမှမဟုတ်တခြားအတန်းတစ်ခုခုရဲ့ဗီဒီယိုတင်ဖို့ပေါ့နော်ဆံမလည်းအချိန်မအားတဲ့ဂျာတွေက ပေးရတာဖြစ်တဲ့အတွက်ကြောင့်မနော်တခါတလေကြာရင်ဟိုပေါ့နော်လေးငါးရက်လောက်ကြာတတ်တာလေးတွေလည်းရှိတယ်အဲ့ဒါပေးမှဆရာမအဲ့ဒီ chapter တစ်ခု unit တစ်ခုပေးပြီးဆိုမှပဲဒီဘက်ဟိုမေးထားတဲ့မေးခွန်းကိုအဲဗီဒီယိုလုပ်ပေးဖို့အချိန်ရတာပါအဲ့လိုမျိုး unit သွားရင်းနဲ့ပဲကြားထဲမှာဗီဒီယိုလုံလိုက်လို့ရှိရင်ဟိုဘက် unit ကလည်းဟိုတင်ပြီးသားလားမတင်သားသေးဘူးလားဆိုတာမျိုးတွေရှုပ်သွားတာဆိုတော့ဆရာမလည်းဒီအားတဲ့ချိန်လေးမှာပဲစတင်ချိန်အများရတဲ့ကြားရရလောက်တာဖြစ်တဲ့အတွက်ကြောင့်မလို့တခါတလေမှာလည်းပေါ့နော်လိုအပ်တာလေးရှိကောင်းရှိနိုင်တယ် အဲ့လိုမျိုးဆိုရင်လည်း comment မှာပြောခဲ့ပါပြီးတော့မှမသိတာမရှင်းတာရှင်လည်းပြောပါ3-4ရက်လောက်နေရင်တော့ video ကရမယ်ပေါ့နော်ဟိုချက်ချင်းတော့မရပါဘူးဆင်မလည်းအလုပ်တွေများပါတယ်ဆိုတော့ခုလိုဆုံးထိနားထောင်မိတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်နားလည်မယ်လို့မျှော်လင့်ပါတယ်